န်တိုင်းမျိုးရင်မောင်တို့မနဝင်ခွဲဆိုတာလည်းဟုတ်တယ်ဒါပေမဲ့သူ့နားကက်ဖို့လည်းမလွယ်ဘူးနဝင်ခွဲဆိုပေမဲ့လည်းသူတို့ကကြတော့သူတို့တလိုင်းတကယ့်ကိုသူတို့လုတ်ပြီဆိုရင်ကိုရီနားမလဲတဲ့အဲ့လိုမျိုးဂီတအတိုင်းဝိုင်းနေမှာသူတို့အရှင်သန်ကြီးထွားလာတဲ့ကိုရီနားမလဲတဲ့ဂီတမျိုးစိတ်အဲ့လိုမျိုးပေါ့နော်အမျိုးဆိုင်နဲ့သူတို့သွားတဲ့ခါကျတော့ကိုရီသူတို့နားကိုကက်ဖို့ဆိုရင်တော်တော်ကိုဟာပေါ့ဟာနေတယ်ပေါ့နော်ဆိုတော့ကိုကအားကြခဲ့ရတယ်ကိုအဝေးကနေပဲအားပေးခဲ့ရတဲ့အမတယောက်ပေါ့ Hello, alumni အခုလိုမျိုးပေါ့နော်သူအာဖြစ်သွားတဲ့အရာပေါ်မှာပေါ့အမကတော့ခန်းစားချက်ကတော့ကိုယ့်ရဲ့မောင်နှဝင်းခွဲတော်တာကိုဆိုတော့ရင်ထဲမှာနှမျောတာပေါ့နှမျောတယ်နောက်တစ်ခုကသူ့ရဲ့ဟိုပါပေါ့အရေးချင်းနေသူအသက်အရွယ်ကလည်းငယ်သေးတယ်လေလုံးဝမယ်ဆိုအများကြီးရေရှည်မှာသူအမှုပညာတွေအများကြီးလုံးလို့ရသေးတယ်လေနော်ဆိုတော့ပြီးတော့တော်ချစ်ဆရာကောင်းတဲ့ကလေးလည်းဟုတ်တယ်အမတို့ရဲ့ရှေ့မှာလည်းသူကတခစ်အဒီနိုဆိုပြီးတော့ဖြစ်ခဲ့တဲ့ဟာကလည်း ဟိုသူ့အနေနဲ့သူရှိပြီအဲ့ဒီနာမည်ကလည်းမသေးသွားဘူးပေါ့ဒီနေ့အထိရှိနေုံပေါ့နော်ဆိုတော့အဲ့ဒါနှမျောတာပေါ့မဖြစ်သင့်ဘူးပေါ့ဟုတ်ကဲ့လူတွေအနေနဲ့ကတော့အာကိုချစ်တဲ့သူကိုခင်တဲ့သူကိုတံပိုးထားတဲ့သူမြန်နိုးတဲ့သူကိုတော့အမြဲတမ်းရှိစေချင်တာပဲပေါ့နော်ဆိုတော့ငယ်တာကြီးတာလည်းတော့မဆိုင်ပါဘူး အခုအချိန်ကာလကလည်းအသက်မရွယ်အသက်ရွယ်မရွေးအားလုံးဟိုဖြုတ်ခနဲ့ဖြုတ်ခနဲ့လောကကြီးတွေထွက်သွားကြတဲ့အချိန်ကာလလည်းဟုတ်တယ်လေနော်ဆိုတော့မမတို့ဒီယုံကြည်သူခရိယန်တွေပေါ့နော်အနေနဲ့ကတော့ဒါကဖယားရဲ့အချိန်ကြလို့ခေါ်သွားတယ်ဆိုတော့အရာကမမတို့ကိုဟိုစိတ်ထဲမှာခံနိုင်ရင်ရှိစေတယ်ပေါ့ပို့ပြီးတော့မှအတိတ်ပဲရှိတော့အချိန်ကြီးကျွန်တော်တို့ဖျားရှင်ရဲ့အကျံစီကပါလေဘာလို့လုတ်စီစဉ်လဲဆိုတဲ့အကြောင်းတာယူနားလေဒီတော့မှအသက်ရှင်ဖို့ ဖြစ်ပါလေလို့ငငယ်လေးတဲကအမကသူ့အားကြခဲ့ရတာအားကြခဲ့တာသူအမှန်တိုင်းမြို့မောင်တို့မနဝင်ခွဲဆိုတာလည်းဟုတ်တယ်ဒါပေမဲ့သူ့နားကပ်ဖို့လည်းမလွယ်ဘူးနဝင်ခွဲဆိုပေမဲ့လည်းသူတို့ကကြတော့သူတို့တလိုင်းသူတို့အဲ့လိုမျိုး professional တွေသူတို့ကတကယ်ကိုအော်ဘယ်လိုပြောမလဲဂီတ music ကိုမှသူတို့ကအကောင်းကောင်းမွန်မွန်အလုပ်လုပ်တဲ့အဖွဲ့တွေတကယ်ကိုသူတို့လုပ်ပြီဆိုရင်ကိုယ်တွေနားမလဲတဲ့အဲ့လိုမျိုးဂီတအတိုင်းဝိုင်းနေမှသူတို့အဲရှင်သန်ကြီးထွားလာတဲ့ ကိုရီနားမလဲတဲ့ဂီတမျိုးစိတ်အဲ့လိုမျိုးပေါ့နော်အမျိုးဆိုင်နဲ့သူသွားတဲ့ခါကျတော့ကိုရီသူတို့နားကိုကွက်ဖို့ဆိုရင်တော်တော်ကိုဟာပေါ့ဟာနေတယ်ပေါ့နော်ဆိုတော့ကိုကအားကြခဲ့ရတယ်ကိုအဝေးကနေပဲအားပေးခဲ့ရတဲ့အမတယောက်ပေါ့အဲ့လိုမျိုးလေးသူကဒီဟိုပေါ့နော်လူတွေတက်မှတ်ထားတဲ့စင်ပေါ်မှာတချင်းဆိုရင်းနဲ့ဒီလိုမျိုးဖြစ်သွားတယ်ဆိုလို့ဒါကယူသွတ်တယ်လို့အပေါ်ယံဟိုပေါ့နော်အမြင်တစ်ခုမဟုတ်ဘူးကျမရဲ့အမြင်အကြတော့လေ သူကတကယ်ကိုစင်အနောက်မှာလဲတကယ်ယူသွားတာပြီသူခံယူတဲ့အရာဆိုရင် तू ဘယ်တော့မှမပြောင်းလဲဘူးဘယ်ဘယ်လောက်ပဲဟိုမမတို့ကလေဒါကောင်းတယ်လို့ပြော तू ခံယူထားတဲ့အရာတစ်ခုဆိုရင်အဲ့ပေါ်မှာပဲ तू ပြက်ပြက်ရစ်တည်တာအဲ့လိုမျိုးပြီးရင် तू ကလေဟိုဘယ်လိုခေါ်မလဲသူတို့ရဲ့ဂီတအတိုင်းဝိုင်းရလဲလူငယ်တွေခစ်ပေါ်တွေပုံစံတွေနေထိုင်ကြပေမဲ့နော်သူ့ရဲ့စကားပြောကြည့်လိုက်ရင်လေဘယ်လူအွယ် အမျိုးအစားကိုမဆိုဘောနော်သူစကားပြောရင်ယဉ်ကျေးတယ်နောက်ပြီးရင်သူကသူ့ကိုသူတတ်မှတ်ထဲသွားတာအဲ့လိုမျိုးကာလာမပြောင်းဘူးကာလာမပြောင်းဘူးနောက်ပြီးသူကလေအရင်လို့သူ့စိတ်နှလုံးကရှင်းတယ်ရှင်းတယ်ပေါ့တပားသူလည်းကုညီခြင်းနဲ့စိတ်ကအဲ့ဒါကတော့ပြောစရာမလိုဘူးသူကလေအကူညီခြင်းနာတို့တနာတာတို့ပြီးစောင့်ရှောက်တဲ့အကူကြီးလည်းပေးတာအကြီးနော်ဟုတ်တယ် သူကတော့ဟို first cousin တွေမုံတို့မအရင်တွေကိုမပြောနဲ့ second cousin တော့မှလွန်ခဲ့တဲ့တစ်နှစ်မှာမမရဲ့တချင်းလေးတွေကိုဒီတိုင်းဖြစ်မှာဆိုလို့ဆိုပြီးတော့လေသူကသူတို့ဒီဒီဘာလဲတီထောင်ထားတဲ့ဟာတခုမှတင်ပေးမယ်ဆိုပြီးတော့အမတချင်းတွေအကုန်လုံးတောင်းတာသူကအဲ့လိုမျိုးတပုတ်ချင်းစီစီစစ်ပြီးတော့ရတဲ့ဟိုဘောနော်ဒီအမှုပညာငွေချေးကိုပြန်ပေးခြင်းနဲ့ဘာဖြစ်လို့အမတချင်းတွေကအမပစ်ထားတာကြာတော့သူကအဲ့လိုမျိုးအားမရအောင်ဖြစ်တာပေါ့နော် ိုတော့အဲ့မှာအော်မမကိုသူအော်မောင်လေးကဒီလောက်ထိဟိုမိသားရပါတော့ပြောမယ်ဆိုရင်ကွာဟာနေပြီမဲ့လေသူခဲလို့ပါလားဆိုတဲ့အောင်မြင်ရတယ်အဲ့ဒီလေတော်တော်လေးစိတ်ကြဟုတ်ဟုတ်တာပေါ့ဟုတ်တာပေါ့အလီထရီစီကတော့တော်တော်ပေါ့နော်ခံစားအရင်ခံစားရတယ်သူလူတွေရှိမှာတော့သူပြုံးကောင်းပြုံးနေလိမ့်မယ်ရင်ထဲမှာတော့ကြင်မွားနေမှာအဲ့တော့ဘာပဲဆိုတော့နောက်ဆုံးနေပေါ့နော်အမအဲ့တတိယကိုကြားကြ ဟုတ်ကဲ့ဟိုကရှော့ရသွားတယ်ဟုတ်တယ်အမအမလူပြီးခဲ့တဲ့လားလေအမအဖေဆုံးသွားတယ်လေအမအဖေဆုံးသွားတယ်အဒီနိုလေးရဒီလာမှာဆုံးတယ်ဆိုတော့အမသူတို့နှစ်ယောက်တရင်ကြားတဲ့အချိန်မှာကြားကြားချင်းမှာတော့အမယုံသလိုလိုယုံသလိုလိုဟုတ်ရဲ့လာပေါ့အဲ့လောက်ပဲဒါပေမဲ့မသိဘူးဒိန်းဆိုပြီးဝင်လာလိုက်တဲ့အချိန်တခုမှာအမဂတိမဟုတ်ကြက်ကြွားသွားတယ်အဲ့လိုလက်ချေကုန်လက်ပန်းကျပြီးအဲ့လိုငိုလိုက်တော့တာအဲ့လိုခံစားရတယ်ပေါ့အဲ့နှစ်ယောက်တော့မမရရအဲ့လိုငိုတဲ့အရာကိုခံစားရတယ် အဲ့လိုပြီးသူ့ဗီဒီယိုတွေတက်လာရင်လည်းပေါ့ဗီဒီယိုတက်လာတဲ့အခါကျရင်လည်းလေကိုကလေလိုမခံစားရဘူးနော်သူချစ်တဲ့ပရိသတ်သူ့ကိုချစ်တဲ့ပရိသတ်တွေအားလုံးကိုတော့သူကလည်းချစ်လို့လေဂီတကိုချစ်တယ်လို့အဲ့ဒီဂီတပေါ်မှာချစ်မြတ်နိုးတဲ့ပရိသတ်ကြီးကိုလည်းသူကချစ်မှာအမှန်ပါပဲအဲ့ဒါကြောင့်လည်းသူသူ့နှလုံးကအလောက်ထိအသုံးပြုလို့မရဘူးဆိုတာသူသိရဲ့ဒါနဲ့သူဂီတပေါ်မှာသူရက်တည်ခဲ့တယ်အကောင်းဆုံးစူးစမ်းသွားတယ်အမှန်တော့အမထင်စင်ပေါ်မှာသူမလဲခင်ကတည်းကသူမဟန်တော့ဘူးမဟန်တော့ဘူး အဲ့သူကြည့်ရတဲ့ဘောနည်းနည်းလေးမောနေဒါပေမဲ့ဟန်မပြတ်အောင်ပြိတ္တတွေပျော်ပါစေဆိုတဲ့စိတ်နဲ့သူဒီပွဲကိုထိမ့်သိမ့်သိမ့်သိမ့်နောက်ဆုံးအထိသူတာဝန်ကျေစွာသူ performance လုပ်ပေးသွားတယ်ပြီးတော့မှသူလဲသွားတာဖြစ်တယ်လို့အမမြင်မြင်အမမြင်တဲ့အားလေးပေါ့နော်โอเค